အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဆရာလင်းညွတ်တာရပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဗီဒီယိုလေးတွေလည်းမလုပ်ပြရလဲကြာပါပြီအဲနည်းနည်းလေးပြေးနေတာလေးလည်းပါတာပေါ့နော်အဲ့တော့ဒီကျွန်တော်ဒီနေ့ပြပြပေးမှာကကြတော့တီပေါက်စေတဲ့ရေတွေရာဒါပေမဲ့ပြောမယ်ဆိုရင်တော့တီပေါက်စေတဲ့ကျင်းစင်လည်းပြောလို့ရတယ်တီပေါက်စေတဲ့ရေတွေရာကိုလည်းပြောလို့ရပါတယ်တီကန်ကောင်းစေတဲ့ရေတွေရာကိုလည်းပြောလို့ရပါတယ် T ဆိုတဲ့သဘောကကြတော့ပါလဲဆိုတော့ကျွန်တော်တို့ရှီကိုပတ်စံအစုလိုက်ပြုံးလိုက်ဝင်တာကံကောင်းခြင်းတွေပြုံးလိုက်ဝင်တယ်လို့ပြုံးလို့ပြောလို့ရပါတယ်အဲ့တော့အကယ်ကိုကထီကံမကောင်းဘူးဆိုရင်တော့မကိုရှီကိုငွေအစုလိုက်အပြုတ်လိုက်လေးတွေဝင်လာတတ်တဲ့ gain စိုက်စေပါတယ်နော်အဲ့တော့အရင်ဆုံးကအဲ့လိုဖြစ်လာဖို့အတွက်အရင်ဆုံးလုပ်ရမယ့်လုပ်ငန်းဆောင်တာတွေအမြောက်များရှိပါတယ်ဒါကြောင့်လဲဆိုကိုရှီကိုဒီဝင်လာမစဲတဲတဲတဲဖြစ်ဖို့ရန်အတွက်ကိုကငွေဝင်စေတဲ့လမ်းကြောင်းတွေကိုဖန်တီးပေးထားရပါတယ် ဟိုဆိုတော့ဘာအလုံးမမလုပ်ဘဲနဲ့ဘာကိုင်မမရှိဘဲနဲ့တော့ blind ကြီးတော့သူကမှတော့ထီတော့ထားလာမပေါ့ဘူးဗျာထီလက်မှတ်မထိုးဘဲနဲ့လည်းထီလာပေါက်မှလည်းမဟုတ်မြင်ဘူးဟိုအဲ့လိုမျိုးကလည်းရှိပြန်ပါတယ်အဲ့တော့ကြမလို့ဒီမွေဝင်စေတဲ့လမ်းကြောင်းကိုဘယ်လိုဖန်တီးရပါလဲဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်တော့ကျွန်တော်တို့အိမ်မှာဒီရက်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုရေကတ်လှူပေးရပါတယ်ကျွန်တော်တို့မှာမွေကြီးပတ်စံတွေကိုရေလို့အသုံးထုံးပါတယ်အဲ့ဒီအသုံးထုံးတိုင်းမှာကျွန်တော်တို့အိမ်မှာရှိနေတဲ့ဒီရေအိုးတွေနောက်ပြီးတော့ရေဘူးတွေ ကျွန်တော်တောက်တဲ့ရေဘူးတွေတော့ရေပြည့်နေရမယ်မတောက်တဲ့ရေဘူးအခွန်ပလုံတွေတိုင်းထားလို့မရပါဘူးရေကြံတာတွေရှိညာမျိုးတွေထားလို့မရပါဘူးလွတ်ပြေးရပါမယ်နောက်ပြီးတော့မမီးရဲ့အိမ်မှာရေပိုက်တွေကနေပြီးတော့မှဟိုပြောရမယ်ဆိုရင်တော့ရေပွင့်တာမျိုးတွေရေရှမ်းတာမျိုးတွေအဲ့လိုဖြစ်တဲ့မျိုးဆိုရင်လည်းအဆင်မပြေပါဘူးအဲ့ဒါမျိုးတွေလည်းအရင်ဆုံးဖယ်ရှားပိတ်ပင်ပြီးတော့အကောင့်ပရိထားပေးရပါမယ်ပြီးရခါကျတော့ဒုစရဘုရားရှင်ကိုရောမြတ်ကြီးကိုရေကြံကတ်လုပေးရပါမယ်ဒီကာလမှာလည်းပူပြင်းတဲ့ကာလလည်းရောက်ရောက်ရှိနေပါတယ်အဲ့ဒါအပြင်ကိုကျွန်တော်တို့ ရွာနီးရုပ်ချက်အဲကိုယ့်ရဲ့ပတ်ဝန်းကျင်ပေါ့နော်ပတ်ဝန်းကျင်တွေမှာရေတံပိုးတွေလှူပေးတာအေးတွေလှူပေးတာမျိုးလှူပေးရပါတယ်ပြီးရခါကျတော့ကျွန်တော်တို့ဖျားဆောင်တဲ့ပထိုးတွေကိုသွားပြီးတော့တပြက်စီးလဲပေးတာမျိုးတွေလဲပေးရပါတယ်နောက်ပြီးရခါကျတော့ကျွန်တော်တို့ဒီဖျားဒီဖုံးချောင်းတွေဖျားတွေမှာ ရှိတဲ့ဂုံဒီလို့ခေါ်တဲ့ကျွန်တော်တို့ဒီအိမ်သားတွေကိုသွားရောက်စေးကြောတန့်စင်ပေးရပါတယ်ဒါမျိုးတွေကိုမကြမကြဆိုသူတို့လှုပ်ပေးရတယ်ကျွန်တော်တို့ဒီကျင့်ဒီ เนาะပြီးတော့ခြေပေါက်စီရဲ့ရေရာမျိုးကကျတော့ဘာလဲဆိုတော့ကျွန်တော်တို့ဒီပောက်ပောက်ပါเนาะပောက်ဆိုကျွန်တော်တို့ဝဲလို့ရပါတယ်ပောက်ပောက်ဒီရှိပါတယ်အဲ့ဒီပောက်ပောက်ဖြူတွေကိုကျွန်တော်တို့ငွေရောင်ဖလားပေါ့เนาะဖလားဖလားအကြီးအသေးရတယ်ဟိုဖျားအောင်ကတ်မှာဖြစ်နေကြောင်းမလို့ချိန်ပေါ့ဗျာအကြီးလောက်လောက်ပဲဆိုတော့ပြည့်ထည့်ရမှာပေါ့เนาะပုံမှန် size လောက်လေးပေါ့ဗျာအဲ့ပုံမှန် size လောက်လေးတခုလေးကိုပောက်ပောက်စုပ်ကိုထည့်ပါထည့်ပြီးဆိုတော့လည်းသက်သက်ရရှိကိုတော့မြေကြီးကိုပူစော်ပေးပါလုပ်ပြန်ပေးပါ เนาะပြီးရခါကျတော့မိမိမှာထီကန်ကောင်းပါစေပပောက်မမြောက်ဖြစ်ပါစေဆိုပြီးတော့ဆုတောင်းပေးပါနောက်ပြီးရခါကျတော့ဒီထီကန်ကောင်းစေတဲ့ဂါတာထီကန်ကောင်းစေတဲ့ကျင့်စဉ်လေးတစ်ခုကိုလည်းကျွန်တော်ဝင်မျှပေးချင်ပါတယ်အဲ့ဂါတာလေးကိုကျွန်တော်ခုရွတ်ပြပါမယ်ဒီဗီဒီယိုဖိုင်ရဲ့အနောက်မှာကျွန်တော်ဒီဓာတ်ပုံလေးနဲ့အဲ့ဒီဒီဂါတာကိုကျွန်တော်ဒီเนาะပုံလေးနဲ့ပေးထားပါမယ်အာကျွန်တော်ဒီကာလာလေးကိုချုပ်ပြပေးပါမယ်နော်နားထောင်ပေးပါ ဧဒတကံဘိကဝေမမတဝကနံဘိကုနံပထမံတလကံကနတတာနံယတိတံအိန္ဒတာနောဣဒေနသစ္စာဝေဇိနတထာမိဟောတုတပ္ပတာပြန်ယူပြပါမယ်နော်ဧဒတထံဘိကဝေမမတဝကနံဘိကုနံပထမံတလကံကနတတာနံယတိတံအိန္ဒတာနောဣဒေနသစ္စာဝေဇိနတထာမိဟောတုတပ္ပတာနော် ဒီဂါတာလေးကိုကျွန်တော်တို့ရွတ်ဖက်ပေးရမှာပဲပြောရမယ်ဆိုရင်တော့ဗတိစိတ်ပေးရပါမယ်ဗျာနော်ဒီတရားရှစ်လုံးဗတိရှိပါတယ်ဒီတရားရှစ်လုံးဗတိနဲ့ဗတိစိတ်ပေးရပါတယ်နေ့စဉ်မပြတ်ပေါ့စိတ်ပေးမယ်ဆိုရင်တော့ဒီအစဉ်ပြေချောင်းမေ့ပါလိမ့်မယ်ပြီးတော့ဒီဂါတာရဲ့အနက်ရဲ့အသေးပေကိုကျွန်တော်အနေနဲ့ပြောပြမယ်ကျွန်တော်တို့ဒီမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးလက်ထက်မှာပေါ့နော်ဒီစာရေးတံမဲလို့ခေါ်တဲ့ ကျွန်တော်မဲလို့ခေါ်တယ်မဲပေါ့နော်မဲဖောက်ပေးတာအဲ့ကဒီစာရင်းတံမဲလို့ခေါ်တဲ့ဒီမဲမဲရေတက်တဲ့နေရာမှာအမြဲတမ်းကန်ခေါင်းဆုံးဖြစ်တဲ့ဒီမထေမြက်တစ်ပါးရှိပါတယ်အဲ့ဒီမထေမြက်တစ်ပါးကိုပူဇော်တယ်အဲ့ဒီပူဇော်တဲ့အကြောင်းမလို့ကျွန်တော်ဒီလေကန်ခေါင်းချင်းအစီအမြင်ဖြစ်ပါစေဆိုပြီးတော့ဒီလိုမျိုးကြီးစုတာเนาะအတိတ်ပဲပုံစံတော့အကြောင်းမလို့ဒီကာလာကိုတရားရှင်လုံးပရိနေနေ့စဉ်မပြတ်စိတ်ပေးပါဟို နော်ရေးနေစိမပြတ်စိတ်ပေးပါထိတ်ခံလဲဝေးပါကျမဒီ9ရက်တိတိစိတ်ပါမယ်ကျမဒီ9ရက်တိတိစိတ်ပါမယ်ကျမဒီဒီ28ရက်တိတိစိတ်ပါမယ်ဆိုလိုပြောရက်ရှိရက်ရှိရက်ရှိစိတ်ပေးပါပါနော်နေစိနဲ့ထုံသွားတာလည်းမြောင်မိမိကဒီကံကောင်းခြင်းတွေကံပြည့်စုံခြင်းတွေအမြောင်များတိုးပွားလာလိမ့်မှာပဲအစီအမေချုံးမွေလာလိမ့်ပါမယ်ကံကောင်းမှုတွေကိုထွေးပိုက်နိုင်ပါလိမ့်မယ်လို့ကျွန်တော်အနေနဲ့ပြောချင်ပါတယ်အားလုံးပဲထိပေါက်ပါစေထီကဲ့သို့သောငွေကြေးတွေ ဒနာချမ်းသာတွေအလုစုလိုက်ပြုံလိုက်ဝင်ချင်းဝင်ကိန်းဖြစ်ပါစေကျွန်တော်ညီအစ်ကိုအောင်ပေးလိုက်ရပါတယ်အားလုံးပဲကောင်းကောင်းနေလေးဖြစ်ကြပါစေ